ဲ့တော့မင်းကစိတ်ဖြစ်ပုံလေးလာခြင်းဆိုတဲ့နေရာမှာအလုံးမှတ်မိကြပါလိမ့်မယ်မိယာဝတ္ထုနဲ့အာယုံစုံစည်းမိသွားတဲ့အခါမှာစိတ်ဖြစ်တယ်ဘယ်ချိန်ဘယ်ဘယ်လိုကြောင့်စုံစည်းကြသလဲလို့ဆိုလို့ရှိရင်ဘာနဲ့ဘယ်လိုကြောင့်စုံစည်းသွားတော့ဆိုရင်ဘယ်ကနေစုံစည်းသွားတော့ဆိုရင်သူတို့နှစ်ခုရဲ့စုံစည်းရာ တွေ့ဆုံရတကားပေါက်ကလေးတွေရှိနေတယ်ပေါ့စိတ်နဲ့အာယုံတို့စုံစည်းဖို့ရအတွက်တကားပေါက်ကလေးတွေရှိနေတယ်အဲ့ဒါကြောင့်မလို့စာပေကျမ်းကအနေနဲ့ပြောမယ်ဆိုရင်ဝိထုအာယုံဓွာရတို့ပေါင်းစုံပြီးခြင်းကြောင့်စိတ်ဖြစ်တယ်လို့စိတ်ဖြစ်ပုံကိုဒီလိုပြောတယ်အဲ့တော့ဒီကနေ့အသေးစိတ်ပြောရအောင်အဲ့ဒီအာယုံနဲ့ စိတ်နဲ့ဆုံမှုအတွက်ကုကိလို့ဆိုလို့ရှိရင်ဆက်သွယ်ရေးလမ်းကြောင်းပေါ့သို့တော်လေဘုရားမြတ်စွာရဲ့အဘိဓမ္မာတရားတော်ရစဉ် ద్వార တကားလို့သုံးထားတကားကလည်းဒီကနေ့အတွင်းလူနဲ့အပြင်လူဆက်ဆံနေဆိုရင်တကားပဲသုံးရနေတာခိတ်တကားပဲသုံးရမယ်ဟုတ်ကဲ့လားအတွင်းကရှိတဲ့လူနဲ့အပြင်ကရှိတဲ့လူဆက်သွယ်ရင်ဟောဒီတကားကပဲဝင်ရတာပဲလေ အဲ့ဒါလိုပဲအပြင်ကလာတဲ့အာယုံနဲ့အတွင်းစိတ်တို့ဆက်သွယ်မိအောင်ဒီတကားဆိုတာလူရဲ့တဏ္ဍာမှာတကား6ပေါက်ရှိနေတယ်။အဲ့ဒီတကား6ပေါက်ဆိုတာတင်စားပြီးတော့ပြောထတာတင်စားပြီးတော့ပြောတကယ်ပဂတိတကားဆိုတာဘာအတွက်အသုံးချနေလို့လို့စဉ်းစားပြီးတော့ကြည့်ပဂတိတကားဆိုတာလူနှစ်ယောက်အသုံးချတာပဂတိတကားမှာ ဒွါရဆိုတဲ့စကားလုံးလေးတီထွင်ထားပုံကသူကဒွေဇနာအရန္တိကိသန္တိအိထာတိဒွါရနေရောက်တော့သူတွေသွားလာရအတုံးပြရလို့ဒီလိုပြောတာအဲ့တော့နှစ်ယောက်တော့သူဆိုတာဘယ်သူပြောတော့ဆိုဝင်တဲ့လူနဲ့ထွက်တဲ့လူပေါ့တကားဆိုတာအတုံးပြတာဝင်တဲ့လူနဲ့ထွက်တဲ့လူကလွဲပြီးဒီပြင်လူအတုံးပြတာရှင်းလေးလားရှင်းပါဘူး ဲ့တော့တကားဆိုတာဒီနှစ်ယောက်သုံးတာပဲဝင်တဲ့လူကလည်းဒီတကားကပဲဝင်တယ်ထွက်တော့လည်းဒီတကားကပဲထွက်တယ်ဒါကြောင့်မို့ဒွါရဆိုတဲ့စကားလုံးကဒီအရဆိုတဲ့စကားလုံးနှလုံးကိုပေါင်းလိုက်တာဒီဆိုတာနှစ်ခုလို့အဓိပ္ပာယ်ရတယ်နှစ်ခုနှစ်ယောက်အရဆိုတာအသုံးပြုရသွားရလာရထွက်ဝင်ရလို့ဒီလိုအဓိပ္ပာယ်နဲ့ဒွါရဆိုတဲ့စကားလုံးလေးကိုသုံးလိုက်တာနောက်တနည်းအားဖြင့် ဒွါရဆိုတာပိတ်ဖို့ဖွင့်ဖို့အဓိကကတော့ပိတ်ဖို့ကအဓိကပေါ့ဖွင့်ထားတာသဘာဝသူ့အလုပ်ဖွင့်ထားမိတာတကားကတကယ်ကတော့ပိတ်ဖို့တတ်ကြတာပဲဟုတ်တယ်မို့လားဖွင့်ဖို့တတ်တာမဟုတ်ဘူးဖွင့်ဆိုတာအလွယ်ရက်ဖွင့်ပြီးသားပဲမဟုတ်လားအဲ့ဒီဖွင့်နေတဲ့ဟာကိုတကားတက်လိုက်လို့ရှိရင်ပိတ်လို့ရတော့အဓိကကဒါကြောင့်မလို့ဒွါရသံဝရဏီတို့ပါဠိကျမ်းကမြန်မာဆိုထားတယ်ဒွါရဆိုတဲ့စကားလုံးဟာတဲ့ ပိတ်ဖို့ပိတ်ဆို့ခြင်းဆိုတဲ့အနက်ကိုဟောတယ်။အဲ့တော့တကားဆိုတာပိတ်ဖို့ဆိုတော့အပြင်နဲ့အတွင်းဆက်သွယ်လို့မရအောင်ပိတ်လို့ရတဲ့အရာမျိုးကိုတကားလို့ဒီလိုခေါ်ပြန်တာပေါ့။ကောင်းပြီအဲ့ဒီတကားဆိုတဲ့ဟာတင်စားပြီးတော့သုံးထားတာ။အေးတကားဆိုတာအနေနဲ့ကပြောတယ်အာယုံရဲ့ဝင်ရထွက်ရအာယုံရဲ့ဝင်လာရဝင်ပေါက်ကြီးလို့ အာယုံကနေပြီးတော့ဝင်လာတဲ့အခါကျတော့မှခုနကတည်းကစိတ်နဲ့စိတ်ဖြစ်ပေါ်လာမှုဆိုတာဖြစ်ပေါ်လာတာပေါ့သို့တော်လည်းတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်အာယုံကဝင်လာတယ်လို့စိတ်ကအာယုံစီရောက်သွားလို့ရှိရင်စိတ်ကလည်းဒီတကားကပဲထွက်တယ်လို့ပြောလို့မရဘူးလားရနော်ဒါကြောင့်မလို့စိတ်နဲ့အာယုံတို့ရဲ့ဒါဒီဆရာတော်ကြီးကဘယ်လိုဖွင့်ဆိုတော့လို့ဆိုတော့အဓိပ္ပာယ်က အာရမဏိကဆိုတာအာယုံပြုတ်တတ်တဲ့စိတ်တရားတွေအာရမဏဆိုတာစိတ်ရဲ့ပျော်မွေ့ရာအာယုံတွေအဲ့ဒီအာရမဏိကဆိုတဲ့စိတ်တရားတွေနဲ့အာရမဏဆိုတဲ့အာယုံတရားနှစ်ခုရဲ့ဝิญญาထွက်ရာဖြစ်သောကြောင့်တကားလို့တွာရလို့လေဒီဆရာတော်ရဲ့သူ့ရဲ့ပရမတ္ထဓိပတိကျမ်းမာတယ်လို့ဖွင့်ဆိုတာအဘိဓမ္မာထဝိဘာဝဏီလို့ဆိုတဲ့ဒီကားကျော်ကျမ်းကျန်တော့အဲ့ဒီအိဋ္ဌိပဲမျိုးမဟုတ်ဘဲနဲ့ အဝိဇ္ဇစာသောစိတ်တို့ရဲ့ဖြစ်ရာအဝဖြစ်သောကြောင့်တကားလို့ဆို။လယ်ရီဆရာတော်ကြီးကမကြိုက်ဘူးဒီအိဗယ်မဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုစိတ်ချဖြစ်တာမဟုတ်ဘူးအာယဝလည်းပဲဒီတကားဝင်တာပဲ။အဲ့တော့လယ်ရီဆရာတော်ကြီးရဲ့အိဗယ်ကပို့ပြီးတော့ practical ကြတာပေါ့နော်။လက်တွေ့နဲ့ပို့ကြတာ။ဒါကြောင့်လယ်ရီဆရာတော်ကြီးကအဘိဓမ္မာထသင်္ဃာကျမ်းကိုဖွင့်ဆိုတဲ့ကျမ်းမှာမူလက၃ညရှိခဲ့တယ်။ ပရမတ်သုံးညာရှိတယ်။သင်္ညုတိကသုံးညာလို့ခေါ်ရတယ်။စာပေလောကမှာ။အဲ့ဒီသင်္ညုတိကသုံးညာနဲ့မှာပရမတ်ကျမ်းကအဘိဓမ္မာထသင်္ဃဟဝန္ဒနာအဘိဓမ္မာကျမ်းကိုဖွင့်ဆိုတဲ့တီကဟောင်းထို့တော့အကျဉ်းအချင်းဖွင့်ဆိုတဲ့သင်္ခေပတီကအဲ့ဒီသင်္ခေပတီကဆိုတာဗမာပြည်ကသဗ္ဗဒါလို့ခေါ်တဲ့တတ္တမဇောနိပါဠိမထေရပကံခေတ်ကရေးခဲ့တဲ့ကျမ်းတစ်ခု။ အဲ့ဒီနောက်မှာနာမည်ထင်ရှားကျော်ကြားတဲ့ဒီကလေးခေတ်စာသင်လောကမှာစာသင်သားတွေလောကဘုန်းကြီးပညာရေးပရိယတ်တိပညာရေးမှာဒီကလေးထီနာမည်ကြီးပြီးသုံးနေတဲ့ကျမ်းကတော့အပိဓမ္မထဝိပါဝတိကျမ်းလို့ခေါ်တယ်။အဲ့ဒါကိုနာမည်ကျော်ကြားသည့်အတွက်ကြောင့်ပညာခေတ်ကစပြီးရှင်ရိယဝန္တကိုကျောင်းပြုပြီးတော့စကိုင်းတောင်မှာ ရင်ကုန်ဆရာတော်ကြီးစီစာလာတင်တဲ့အရှင်ရိယဝန္တအဓိကရောက်ကြရဲ့အဖွင့်ကြီးကိုအဲ့ဒီပြိဓမ္မတတင်္ဃဝိယောဂဏီကျမ်းရဲ့အဖွင့်ကိုမဏိတာမေစုသာဆိုတဲ့နာမည်နဲ့ကြီးတယ်။အဲ့ဒီကနေစပြီးတော့ဓိကကျော်ဆိုတဲ့နာမည်ထွက်လာတယ်။ဓိကကျော်ဒီကနေ့ထီအောင်ဓိကကျော်လို့စာသင်္ဃလောကမှာအသိများတယ်။အဲ့ဒီဓိကကျော်ကျမ်းရဲ့ဖွင့်ဆိုချက်တွေကို တကယ်စာတတ်တဲ့ဗမာပြည်ဆရာတော်ကြီးတွေက မကြိုက်ကြတဲ့အချက်တွေပါဝင်နေပေါ့အဲ့ဒီထဲမှာတချို့ကတော့မကြိုက်တာမကြိုက်ရုံပဲပြောတယ်လေဒီဆရာတော်ကြီးကတော့ပရမတ္ထဒီပနီဆိုပြီးတော့သူကျမ်းထဲမှာမကြိုက်တဲ့အချက်ပေါင်း140ကျော်ထုံနှုတ်ပြီးတော့မမှန်မှုမကောင်းမှုဆိုတဲ့စကားလုံးတွေကိုသုံးပြပြီးနတ်သုံးတရံနတ်သုံးတရံဒါလည်းမကောင်းဒါလည်းမကောင်းဒီဖွဲ့မကောင်းဘူးနဲ့ဆိုပြီးတော့ပယ်ဖြတ်ခဲ့တာတွေရှိခဲ့တယ်နော် သို့တော်လေဒီဆရာတော်ကြီးနဲ့သဘောမတူတဲ့ပုံကိုယ်တွေလည်းရှိတယ်ဘုမပြေမှာဒီကကျော်ဘက်ကပြန်ပြီးခြေပါကြတဲ့ပုံကိုယ်တွေလည်းရှိတယ်သို့တော်တချို့ကိစ္စတွေမှာဒီကကျော်ဆရာတဲ့လေဒီဆရာတော်ကြီးရဲ့အသေးပဲဖွင့်ဆုံမှုတွေကပို့ပြီးတော့နှိမ့်တွေ့ကြတယ်လို့ပြောရမှာပါတချို့ပညာရှင်တွေကလေဒီဆရာတော်ကြီးရဲ့ဖွင့်ဆုံချက်တွေကတချို့ကပို့ပြီးတော့အသေးပဲရှိတယ်အဲ့ဒီဒီကကျော်ဆိုတဲ့ဝိပါဝနီတန်းကတော့ ပြီးကိုကျွန်းမှာရေးခဲ့တဲ့ကျန်ပြီးကိုကရေးတဲ့ကျန်အဖွင့်ဆိုပါဠိစကားလုံးလှပချုံးမော့တယ်သို့တော့အတိတ်ပဲအယူဆတွေကတချို့နေရာမှာမှန်ကန်မှုမရှိဘူးလေအခု ద్వార ရနဲ့ပတ်သက်ပြီးတော့သူကဘာဖွင့်ထားလို့ဆိုအဝိဇ္ဇာစသောစိတ်တို့ရဲ့ဖြစ်ရအဝါဖြစ်သောကြောင့် ద్వార လို့ဆိုမေဒီဆန်တော်ရဲ့လက်မခံအဲ့ဒီအတိတ်ပဲဘာဖြစ်လို့လို့ဆိုရင်တဲ့ စိတ်တွေကြီးဖြစ်တာမဟုတ်ဘူးတဲ့အာယုံလည်းဖြစ်တယ်ပေါ့ဒီတကားဟုတ်တယ်ကဲဘုန်းကြီးတို့လက်တွေ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည့်မြင်စရာအဆင့်အာယုံလေးကဘယ်တကားကဝင်လာတာလဲမျက်စိတကားဘောက်ကဝင်လာဩစက္ခုဒွါရစက္ခုဒွါရစက္ခုဒွါရဆိုတာအာလုံးသိကြတဲ့အတိုင်းစက္ခုပတာရယုတ်ကလေးကိုခေါ်တာမျက်စိထဲမှာရှိတဲ့အကြည်တက်ကလေးကိုခေါ်တာ မျက်လုံးကြီးတစ်ခုလုံးကိုခေါ်တာမဟုတ်ဘူးမျက်လုံးကြီးထဲမှာရှိတဲ့ကြည်တက်ကလေးကိုခေါ်ပြင်ဘက်ကရုပ်ပုံကလေးလားထင်တဲ့ကြည်တက်ကလေးကိုခေါ်အဲ့ဒီကြည်တက်နဲ့ဆက်သွယ်ပြီးလှုပ်ရှားသွားတဲ့အဒါတွေလည်းအပါဝင်ပေါ့သက္ကုပဒါရဆိုတဲ့မှာအကုန်လုံးအဲ့ဒီကြည်တက်လေးထဲမှာရုပ်ပုံလွာထင်ပြီးတော့ထိုရုပ်ပုံလွာကနေပြီးတော့ပဲဒီအောင်ရောက်သွားတော့လို့ဆိုရင်မျက်စိတွေကိုလားထင်လိုက်တဲ့ရုပ်ပုံလွာဟာမနောဒွာရလို့ခေါ်တဲ့ဘဝစိတ်ထီအောင်ရောက်တော့ ။ဒါကြောင့်မလို့အာယုန်တစ်ခုဟာမျက်စိကမြင်စရာအာယုန်လေးတစ်ခုကိုမြင်လိုက်တာနဲ့တိုင်နဲ့မျက်လုံးထဲမှာဒါထင်တယ်လို့ဘဝင်စိတ်ဆိုတဲ့မနောဒွါရမှာလည်းပဲလာပြီးတော့ထင်တယ်တဲ့။တိုင်နဲ့ထင်တာအရသာလိနေထကရာဆရာကြီးကဘယ်လိုရှင်းပြတော့ဆိုရင်ငှက်ကလေးတစ်ကောင်တစ်ပင်ပေါ်နားလိုက်လို့ရှင် ငှက်ရဲ့ခြေထောက်နဲ့သစ်ပင်ပေါ်ထိမိတာနဲ့ငှက်အရိတ်ကမြေကြီးပေါ်ထိတာအတူတူပဲတပြိုင်တည်းဖြစ်တယ်ပေါ့ဆိုလိုတာကမျက်စိနဲ့လာပြီးတော့ပေါ်လာတဲ့ဒီအပြင်ဘက်ကမြင်စရာအာယုံလေးဒီစကုပ္ပတာရလာပြီးတော့ထင်းလာတဲ့အပေါ်အာယုံလေးဒီဘဝင်စိတ်လို့ဆိုရတဲ့စိတ်ကလည်းလာပြီးတော့ထင်းလာတယ်မနောဒါရကိုလာထင်းလာတယ်လို့ပြောအဲ့လိုထင်းလာလို့ ဘဝင်လုတ်တယ်ဆိုတာဖြစ်တာဘဝင်လုတ်ပြီးတော့ဘဝင်ပြတ်သွားတယ်မျက်စိရင်ဆိုရင်ဘဝင်ထဲကတခြားစီဖြစ်တယ်တဲ့ဒါကြောင့်မလို့နာကအတန်ကြားရင်လည်းအတန်ဒီသောတပတာရလို့ဆိုရဲနာမှာလာပြီးတော့ထိကైယုံနေမကဘူးဘဝင်စိတ်လို့ဆိုရဲစိတ်တကားကိုလည်းလာပြီးတော့ထိကైတယ်ဒါကြောင့်မလို့ဒွေတုဒွေတုဒွာရီတုဥပ္ပစ္စတိ တကားနှစ်ပေါက်နှစ်ပေါက်တခါလဲတပြိုင်နဲ့ရောက်တယ်လို့ပြောတာနော်အဲ့တော့စိတ်ရဲ့တကားဝရည်ဆိုတာကုသဏမှာရှားပြီးတော့ကြည့်ကြရအောင်သက္ခုဒွါရအဲ့တော့မိယဝတ္ထုနဲ့တူတူပဲသက္ခုဒွါရဆိုတဲ့ဒီသက္ခုပတာရယုတ်ကိုပဲတကားလို့လဲသုံးတယ်နောက်တစ်ခုကစိတ် ဖြစ်ပေါ်ရာဌာနဖြစ်သောကြောင့်ဝိထုလို့လည်းခေါ်တယ်တူတူပဲလို့မှတ်ထားတယ်။ဘာဖြစ်လို့တူရသန်းနဲ့နှမျိုးခွဲပြောတော့ဆိုရင်ဆောင်ရွက်ပုံဆောင်ရွက်သည့်မတူ aspect ကိုခေါ်တာပေါ့မတူညီတဲ့ aspect ရှိတယ်ပေါ့ဘယ်လိုမတူညီတာတော့ဆိုတကားလို့ခေါ်ရတဲ့အခါမှာဘာကိုရည်ညွှန်းပြီးတော့ခေါ်တာတော့ဆိုအာယုံရဲ့ဝင်ရောက်ရာဆိုတဲ့အနေနဲ့ခေါ် ဝတ္ထုလို့ခေါ်တဲ့အခါကျတော့စိတ်ကလေးဖြစ်ပေါ်လာတဲ့စိတ်ကလေးရဲ့တီးယာမီယာဆိုတဲ့အနေနဲ့ခေါ်တယ်။ရှုထောင်ခြင်းမတူဘူးပေါ့နော်။သို့တော်လည်းတစ်ခုတည်းကိုခေါ်တယ်လို့မှတ်တာ။သက္ခုဒွါရဆိုတာရဲ့သက္ခုဝတ္ထုဆိုတာရဲ့တူတူပဲ။အရာစကားနဲ့ပြောလို့ရှိရင်သက္ခုဒွါရသက္ခုဝတ္ထုဒီနှစ်ခုလုံးဟာမျက်လုံးမျက်စိအခြေတက်ကိုခေါ်တယ်လို့တူတူပဲ။ အဲ့ဒီနှစ်ခုကတူညီတယ်မတူညီတဲ့သရံကိုကြည့်ပြီးတော့ द्वार လို့လည်းခေါ်တယ်လူတွေတောင်မှတချို့နာမည်နှမျိုးသုံးမျိုးမဲ့တယ်မဟုတ်လားအလုတ်ကင်ကြည့်ပြီးတော့လည်းခေါ်ရတယ်လေရုံးမှာကြတော့မန်နေဂျာအိမ်ရောက်တော့ထမင်းချက်ပေါ့ဒီလိုလဲရှိတာပဲဘာဖြစ်လို့လဲဆိုဟိုမှာကြတော့မန်နေဂျာလောက်တာဟော ိမ်ကြတော့မန်နေဂျာလုပ်လို့မရဘူးထမင်းချက်အဲ့ဒါလို့အလောက်ကိုင်ကိုကြည့်ပြီးတော့လည်းပဲဒီလိုခွဲရခွာရတာဒါကိုပြောတာ aspect မတူနောက်ဓွာရတစ်ခုကပါတော့အခုဓွာရတစ်ခုသိပြီးစက်ခုဓွာရနောက်ပြီးတော့သောတဓွာရစာပေလိုရင်သောတဓွာရနာရကားပေါ့နာရကားဆိုတာ အတန်ကိုဖမ်းယူနိုင်စွမ်းရှိတဲ့နားရဲကအချီတက်ကလေးသောတပတာရယုတ်တီကအတန်ကြားနိုင်စွမ်းရှိတဲ့နေရာအတန်အာယုံဖြစ်ပေါ်လာတဲ့နေရာအဲ့ဒါကိုသောတပတာရလို့ခေါ်အဲ့ဒါကိုတကားလို့လည်းခေါ်တယ်စိတ်ရဖြစ်ရဖြစ်တော့ကြောင့်မြီယဝုထုလို့လည်းခေါ်တူတူပဲတားတယ်နောက်တစ်ခုကခါနဒွာရခါနကြတော့ခါကြီးနဲ့ရေးရ ဂါတိနဲ့နာငယ်နဲ့ဂါနဂါနဆိုတာနှာခေါင်းအဲ့နှာခေါင်းဆိုတာလေအနံ့ကိုရယူနိုင်တဲ့ဂါနပတာရနှာခေါင်းအခြေယုတ်လေးရှိတယ်အဲ့ဒီအခြေယုတ်လေးကိုရည်ညွှန်းပြီးတော့ပြောတာနှာခေါင်းကြီးတစ်ခုလုံးကိုပြောတာမဟုတ်ဘူးပုံမှန်တရားကြီးတစ်ခုလုံးကိုတော့မပြောဘူးသို့တော့အရာပြောနေတဲ့ပေါင်းပြီးတော့ပြောလို့ရတယ်ပေါ့နော်နှာခေါင်းအဲ့ဒါက အနတ်အာယုံရဲ့ဝင်ရောက်ရတကားဖြစ်သောကြောင့်ခန္ဓာဒွါရအဲ့ဒီခန္ဓာဒွါရဒီပင်လေနန္တိစိတ်ရဲ့ဖြစ်ရတရားဖြစ်သောကြောင့်လည်းပဲဝတ္ထုလို့ခေါ်တူတူပဲဒွါရနဲ့ဝတ္ထုတူတယ်အဲ့တော့သက္ခုဒွါရသက္ခုဝတ္ထုတူတူပဲခန္ဓာဒွါရအဲခန္ဓာဝတ္ထုသောတဒွါရသောတဝတ္ထုတူတူပဲလို့ပြောမှာ နောက်တစ်ခုလက်ရအေးမျက်စိတို့နားတို့နှာခေါင်းတို့ကြတော့အပေါက်ဆိုတော့လူတွေကတကားလို့ပြောရတာလွယ်တယ်ပေါ့ရှာကြတော့အပေါက်မပါတော့တခါပြောရပြန်တာခက်နော်လက်ရမှာအပေါက်ပါတာမဟုတ်ဘူးသို့တော့ဇိဝဒွာရလက်ရတကား လျာရကားဆိုတာဘာလို့ဆိုရင်ရတ္တယုံရဲ့ဝင်ရောက်ရာဖြစ်လို့လျာရကားလို့ခေါ်အဲ့ဒါကရှာရဲ့အလေကောင်မှရှိပြီးတော့ချိုးချင်းကဆက်အရသာကိုရယူနိုင်တဲ့အရသာရဲ့ထင်ရှားဖြစ်ပေါ်လာနိုင်တဲ့ဇီဝပဒါရယုတ်ကလေးကိုခေါ်တယ်လို့အဲ့ဒီဇီဝပဒါရယုတ်ကလေးကိုအမိပြုပြီးတော့ဇီဝဝိညာဉ်စိတ်လည်းဖြစ်တာဖြစ်သွားကြသူ့ကိုဝိတ္ထုလို့ခေါ်တယ် ရတယုံရဲ့ဝင်ရောက်ရာဖြစ်သောကြောင့်လည်းစီဝါဒါရလို့ခေါ်တယ်။ဟောဒီနှစ်ခုနဲ့တူတူပဲပေါ့တူတူပဲနောက်တစ်ခုကကာယဒွါရကာယဒွါရလို့ဆိုတာကာယပန္တာရကိုအကြည်ယုတ်ကိုအကြည်ယုတ်ကိုလည်းပဲကာယဒွါရကိုတကားလို့ခေါ်တယ် ။ဘာဖြစ်လို့တကားလို့ခေါ်တော့ဆိုရင်ဖုတ္တပါယုံဆိုတဲ့ဖုတ္တပါဆိုတာဘာကိုပြောတာလဲဆိုပျော်မှန်းမာမှန်းအထီးတွေ့ပျော့တယ်မာတယ်ဆိုတဲ့အထီးတွေ့ပူတယ်အေးတယ်ဆိုတဲ့အထီးတွေ့ဒုက္ခနဲ့လှုပ်ရှားတယ်ဆိုတဲ့အထီးတွေ့အထီးတွေ့၃မျိုးရှိတယ်ပေါ့ဆိုလိုတာစာလို့ပြောရင်တော့ပထဝီတေဇောဝါယောနော်အဲ့ဒီအထီးတွေ့တွေကကာယတနာရကဖမ်းယူတယ် အဲ့ဒီအထီးတွေ့တွေအပြင်ကအာယုန်တွေဝင်လာရဖြစ်သောကြောင့်သူ့ကိုလည်းပဲတကားလို့ခေါ်တယ်။စိတ်ဖြစ်ပေါ်ရနေရဖြစ်သောကြောင့်လည်းပဲဝတ္ထုလို့လည်းခေါ်တယ်။ဒီထီအောင်သက္ခုဒွါရသက္ခုဝတ္ထုသောတဒွါရသောတဝတ္ထုခန္ဓာဒွါရခန္ဓာဝတ္ထုဇီဝဒွါရဇီဝဝတ္ထုကာယဒွါရကာယဝတ္ထုတူတူပဲ။ပတာရယုတ်၅ပါးကိုခေါ်တယ်လို့ဒီလိုမှတ် တခုတည်းကနေပြီးတော့ကိစ္စနှစ်ခုကိုဆောင်ရည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတယ်နော်ကိစ္စနှစ်ခုကိုဆောင်ရည်တဲ့အတွက်ကြောင့်နာမည်နှမျိုးပေးထားတယ်ဆောင်ရည်ပုံဆောင်ရည်နေ့နာမည်နှမျိုးပေးထားနောက်တစ်ခုကျတော့ဟာရယဝတ္ထုဆိုတာကျတော့သူကစိတ်ရဲ့ဖြစ်ပေါ်ရာဝတ္ထုသာဖြစ်ပြီးဟာရယဆိုတဲ့ဟာရယရုပ်ဟာစိတ်ရဲ့မြေယာဝတ္ထုရုပ်သာဖြစ်ပြီးတော့ တကားတော့မဟုတ်ဘူးသူကတကားမဟုတ်အဲ့တော့စိတ်တကားကြတော့ဘယ်သူကိုပြောတာတော့ဆိုမနောဒွာရဆိုဒါကြတော့မတူဘူးလို့မှတ်တယ်စိတ်ကဟရိယဝတ္ထုကိုမိပြီးတော့ဖြစ်တယ်အဲ့ဒီဟရိယဝတ္ထုကိုမိဖြစ်တဲ့ရုပ်ဟာအာယုန်ဤဝင်လာတာဘယ်ကနေဝင်လာတော့ဆိုရင်ဘဝင်စိတ်ကနေဝင်လာဖြစ်သောကြောင့်ဘဝင်စိတ်ကို မိုင်းတို့စိတ်တကားလို့ဒီလိုခေါ်တယ်။ဘဝင်စိတ်ကလေးကိုမိုင်းတို့လို့ခေါ်တယ်။အဲ့ဒီနေရာမှာလည်းပဲဘဝင်စိတ်ဆိုတဲ့နေရာမှာဘယ်ဘဝင်စိတ်လဲလို့မေးကြံရှိတာ။မေးကြံရှိတော့ခုနကတီကာကျော်ဆိုတဲ့ကျမ်းကပြောဗာပြောတော်ဆိုလို့ရှိရင်ဝိသိစဉ်ကိုကြည့်လိုက်လို့ရှိရင်အဲ့တော့အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဝိသိကို နားလည်တယ်ပေါ့ပထမဆုံးအာယုန်လေးပေါ်လာတဲ့အခါမှာသူရဲ့တဏ္ဍမှာအမြဲတမ်းဖြစ်နေတဲ့ကံရဲ့အဟုန်နဲ့တွားနေတဲ့စိတ်အစဉ်ကိုဒါဘဝစိတ်အစဉ်လို့ပဲဒီလိုမှတ်တာနော်လှုပ်ရှားမှုကင်းတဲ့ best mind process best mind လှုပ်ရှားမှုမရှိတဲ့ဘဝစိတ်အစဉ်ဆက်သွယ်မှုမရှိတဲ့ဘဝစိတ်ဆိုတာတမအားဖြင့် နာမည်တစ်မျိုးပြောမယ်ဆိုရင်ဘဝင်စိတ်ဆိုဒီမှာအိပ်ပျော်နေတဲ့အချိန်ဖြစ်နေတဲ့စိတ်အစဉ်မျိုးပြောနော်အိပ်ပျော်နေလို့ရှိရင်မျက်စိကလည်းဆက်သွယ်တာမရှိဘူးနားကလည်းဆက်သွယ်တာမရှိဘူးနှာခေါင်းကလည်းဆက်သွယ်တာမရှိဘူးလျှာလည်းဆက်သွယ်တာမရှိဘူးခန္ဓာကိုယ်ကလည်းဆက်သွယ်တာမရှိဘူးစိတ်ကူးစိတ်တန်းနေနဲ့လည်းဆက်သွယ်တာမရှိဘူးသို့တော့စိတ်မရှိဘူးလားဆိုရှိနေတယ်အဲ့ဒီအချိန်အဲ့ဒီလိုအိပ်ပျော်နေတဲ့အချိန်မျိုးဖြစ်တဲ့ဘဝင်စိတ်မျိုးဆိုတာဟာစင်စက်မပြတ် ဝိသိစိတ်မဖြစ်ရင်သူကဖြစ်ပြီးတော့နေတယ်လို့ဒီလိုမှတ်တာသူကဘုသူစွမ်းအားနဲ့ပြင်းနေတာတော့ဘုသူစွမ်းအားနဲ့ဖြစ်ပြီးပြက်ပြီးဒီဖြစ်စဉ်ကြီးတစ်ခုကပေါ်နေတာတော့ကံစွမ်းအားပေါ်အဲ့ဒါလေးကိုသဘောပေါက်အောင်ပြောရမယ်ဆိုလို့ရှင်အတိတ်ဘဝကကံတစ်ခုကဘဝတစ်ခုကိုဖန်တီးလိုက်တယ်ဖန်တီးလိုက်လို့ပထမဆုံးရလာတဲ့အသိစိတ်ကလေးဝိညာဉ်စိတ်လို့ခေါ်တော့အဲ့ဒီပရိသေဝိညာဉ်စိတ်ကလေး ရိသေစိတ်လိုလည်းပြောခြင်းပြောဝိညာဉ်စိတ်လိုလည်းပြောပရိစ္ဆေသဘောပမာသင်္ခါရပစ္စယဝိညာဏံလို့ခေါ်ထားတဲ့ဝိညာဉ်စိတ်ကလေးလူသားတွေဆိုရင်ဒီမဟာဝိပ္ပစိတ်ရှိခုတွေကတခုခုပေါ့လူစင်မမီတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့ကုသလဝိပ္ပဥပက္ခန္တဏိရဏစိတ်နဲ့ဖြစ်တတ်တယ်လူစင်မမီဘူးဆိုတာအမိဝမ်းထဲကကမ်းလာတဲ့ပုဂ္ဂိုလ်တွေနားထိုင်လာတဲ့ပုဂ္ဂိုလ်တွေစကားပဲပြောတတ်တဲ့ပုဂ္ဂိုလ်တွေနောက်မှဖြစ်တာပြောတာမဟုတ်ဘူး စကြရေအဘုကံမရှိလို့ပါမလာတဲ့ပုဂ္ဂိုလ်ရှိသေးတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့လူ့ဘဝရတော့လည်းပဲသူ့ရဲ့ကံစွမ်းအားကဖန်တီးတဲ့နေရာမှာညံ့ဖျင်းသည့်အတွက်ကြောင့်လှလပပပြည့်ပြည့်ဝဝမဖန်ဆင်းနိုင်ဘူးတဲ့ imperfect ဖြစ်တာပေါ့ perfect မဖြစ်လားဘူးပေါ့အဲ့ဒီပရိသေစိတ်နဲ့ဆိုရင်လူသားတွေမှာရနိုင်တဲ့ပရိသေစိတ်၉မျိုးရှိတယ်အဲ့ဒီ၉မျိုးတည်းကတစ်ခုခုပေါ့ အဲ့ဒီပရိသေရိစိတ်၉မျိုးတည်းကတစ်ခုခုနဲ့လူ့ဘဝစားခဲ့ကြတာဒီအလုံးခုတရားနာနေကြတဲ့ပရိသတ်တွေလည်းမာဝိဝစိတ်၈ခုတည်းကတစ်ခုခုနဲ့စားလာခဲ့ကြတာနော်တရားနဲ့တရားတော့မတူဘူးသရေစိတ်ချင်းအဲ့ဒီမာဝိဝစိတ်နဲ့စတင်လာတဲ့ပရိသေရိလေးဟာဘယ်ကနေဘယ်သူကနေထုံလုံးလိုက်တာလို့ဆိုရင်ကံတရားကထုံလုံးလိုက်တာအမတန်သိမ်မွေ့တယ်အဲ့ပရိသေရိစိတ်ကလေးဟာ သူ့ရဲ့တက်တန်းလေးကအမှန်တမ်းတူတောင်းနေဖြစ်တည်ပြက်ဆွဲဥပတ်တည်ပင်သိတ်ကိုတူတောင်းနေနှိုင်းရှင်လို့မရလောက်အောင်တူတောင်းနေပေါ့အဲပြောမယ်ဆိုလို့ရှိရင်တော့နားလဲအောင်နောက်တစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်30စက္ကန့်လောက်ဆိုပါစို့30စက္ကန့်ဆိုတာအရှည်ကြီးနော်တစက္ကန့်နဲ့ပဲဂရေတသိန်းလောက်ရှင်းဖြစ်နိုင်တယ်သို့သောနားလည်အောင်ပြောရမယ်ဆိုရင်ဆိုပါစို့30စက္ကန့်လို့ဆိုပါ သူ့ရဲ့သက်တမ်းလေးဟာ30စက္ကန့်ပဲရှိတယ်။ဖြစ်တဲ့စက္ကန့်လေးရဲ့ခဏလေးတည်တမ်းတဲ့စက္ကန့်လေးရဲ့ပြတ်သွားတဲ့စက္ကန့်ဒီသုံးခုပဲရှိတယ်လို့ဖြစ်တည်ပြတ်ဆိုအပိုင်းလေးသုံးပိုင်းပဲရှိတယ်လို့ပြောတယ်နော်။သူပြီးသွားရင်နောက်ထပ်ကံရဲ့ဆွမ်းအားနဲ့ဒီစိတ်တွေကမတည်မခြင်းဖြစ်လာ။အဲ့ဒီနောက်ဖြစ်တဲ့စိတ်တွေကိုပရိသေရိနောက်မှာဒီအလားတူစိတ်တွေထပ်ဖြစ်နေတယ် ဒီစိတ်လေးကတော့ဖြစ်ပြီးလက်ထက်မှာပေါ်လာတော့သို့တော့အလားတူတွေနောက်ကဆက်တိုက်လာတာအဲ့ဒီအလားတူတွေလာနေတဲ့စိတ်တွေမှန်တယ်များကိုဘဝင်စိတ်လို့ခေါ်လိုက်တာပဲအဲ့တော့ပရိသေရိစိတ်လို့ပရိသေရိစိတ်ကိုပဲနောက်ပိုင်းမှာဘဝင်စိတ်လို့ခေါ်တယ်လို့ဒီလိုမှတ်နောက်ဆုံးဘဝဏ်ဒီကုန်ချုပ်ပြီးဆိုတဲ့နေရာမှာနောက်ဆုံးအသက်စီဝင်ချုပ်သွားတဲ့နောက်ဆုံးစိတ်ကလေးကိုသုတိစိတ်လို့ခေါ်လိုက်တယ် ဒါကြောင့်မို့တဘဝရဲ့အကန့်အသတ်ဟာပိသရိစိတ်ဘဝစိတ်သုတိစိတ်ဟာတဘဝလုံးရဲ့အကန့်အသတ်ကလေးတခုလူတွေရဲ့ life span ဆိုတာအဲ့ဒီဟာပဲအဲ့ဒီလူတွေရဲ့ဒီသက်တမ်းကိုဘယ်သူကသတ်မှတ်ပေးထားရလို့ဆိုကံပဲကံအရှိန်နဲ့သွားနေဥပမာမယ်ညတစ်ချောင်းကိုပြစ်တင်လိုက်တယ်ဆိုပါစို့ပြစ်တင်လိုက်တဲ့အခါလေးနဲ့ ပြစ်လိုက်တဲ့အခါမှာသူအားရှိသလောက်လေးရသွားပြီးတော့အာကုံသွားတာနဲ့ကြာသွားတယ်။ခဲတလုံးကိုအပေါ်ပြစ်လိုက်လို့ရှင်ပြစ်အားရှိသလောက်ခဲဟံမြောက်တဲ့တော့ပြင်ပြန်ကြတယ်။အဲ့ဒါလည်းပဲဒီစိတ်တွေကကံကံထုတ်လုပ်လိုက်တာ။တချို့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာနှစ်ပေါင်း80လောက်ကြာတယ်။တချို့ပုဂ္ဂိုလ်မှာ60လောက်ပဲကြာတယ်။တချို့ပုဂ္ဂိုလ်ရဲ့တော့90လောက်ပဲကြာတယ်။ ကံအရှိရင်မတူထောက်ပံ့ပေးရရင်မတူသေးတဲ့ကြောင့်ဒီပရိသေစိတ်ဘဝစိတ်ဒီဘဝစိတ်လေးရဲ့ဘဝတစ်ခုကိုဖြစ်ပေါ်ပြီးတော့နေတဲ့အချိန်ပိုင်းဟာတရားနဲ့တရားမတူညီဘူးကံဆွမ်းအားနဲ့သွားတယ်အဲ့ဒီကံဆွမ်းအားကုန်သွားပြီဆိုရင်နောက်ဆုံးဖြစ်နေတာကိုသုတိစိတ်အဲကောင်းပြီအဲ့ဒီဘဝစိတ်လေးဆိုတာ အခြားအယုံတစ်ခုဝင်မလာလို့ရှိရင်ကိုယ်တန်တမှာဖြစ်နေတယ်လို့ဒီလိုမှားနော်အဲ့ဒါတွေကိုနိုင်ငံသားတွေသင်တဲ့အခါကျတော့ဘုန်းကြီးတော့နားလည်အောင်လို့အဲ့ဒါကို blue line လို့နာမည်ပေးထား blue line စိတ်ရဲ့ mental process မှာ blue line အပြာ line ကလေးတစ်ခုဆွဲတဲ့အဲ့ဒီအပြာ line လေးကအပြာဆိုတာငြိမ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ငြိမ်နေတာလှုပ်ရှားမှုမရှိတဲ့အပြာ line လေး လူရဲ့စိတ်မှာ तू ကအမြဲတမ်းဓာရီရှိနေပြင်မအာယုတခုဆက်သွယ်လာတဲ့အခါကျတော့ပြင်မအာယုရဲ့ထိခိုက်မှုဆွမ်းအားကြောင့် तू ပြတ်တော့သွားပြတ်တော့သွားပြီးတော့ပြင်မကအာယုနေနဲ့အလုံးလုံးတဲ့စိတ်ပိုင်းကျတော့ဒါဝီထိစိတ်လို့ခေါ်တယ်အဲ့ဒါကျတော့ red line ကိုအနီလိုင်းတခါအနီလိုင်းကပြန်ကျသွားရင် blue line ပြန်လာဟုတ်အဲ့တော့ပြန်ပြီးတော့တရုပ်ပေါ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် အနီလိုက်ပေါ်လာလိုက်အပြလိုက်ပေါ်လာလိုက်အနီလိုက်ပေါ်လာလိုက်အပြလိုက်ပေါ်လာလိုက်လူတဘွားတက်တန်းကိုပုံဆွဲပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နော်ပုံထုတ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နှလုံးခုန်လုံးကိုရိုက်ပြတဲ့ ECG တို့ဆက်မျိုးတွေနဲ့လောက်ထားတာမျိုးလို့ပေါ့လူရည်ဒီသွားလာလှုပ်ရှားနေမှုကအဲ့တိုင်ပဲဖြစ်နေမှာအဲ့တော့ဝိသိစိတ်တွေပေါ်လာတယ်ဆိုလို့ရှိရင်ဒါအနေအနီလိုက်ပေါ့ဘဝင်စိတ်တွေကြီးစိန်အပြလိုက်တယ် ။ဘုံဝင်ကြတယ်ဘုံဝင်ကြတယ်ဆိုအဲ့အပြာပိုင်းနဲ့ပြန်ရောက်လာတာကိုပြောတာနော်။ပြီးရင်အနီလိုက်ပြန်တက်လာလိုက်အပြာလိုက်နဲ့ကြာသွားတယ်။ ECG ရိုက်ထားတာလေးတွေတွေ့ဘူးကြပါလိမ့်မယ်။အပေါ်တက်လိုက်အောက်ကြလိုက်အပေါ်တက်လိုက်အောက်ကြလိုက်အတော်လေးတွေဆရာဝန်တွေကဖတ်တတ်တာပဲ။အဲ့တော့စိတ်ကိုပုံပုံစံထုတ်ကြည့်ရမယ်ဆိုရင်အဲ့ဒီပုံစံမျိုးတွေ့မှာပေါ့ အဲ့တော့အခုကစိတ်ဆိုတာမြင်ရတဲ့အရာပုံမှန်တဏ္ဍာမရှိတာဖြစ်တဲ့အတွက်ကြောင့်ဥပမာနဲ့ပြောရတာပေါ့